ဒီလက်နက်ကင်ပြိပက္ခခြေချင်းဖို့ဆိုရင်အပိုင်းလိုက်ခွဲပြောရမယ်တခုကတော့တိုင်းသားတန်းသူညီများရေးကြောင်းဖြစ်လာတဲ့လက်နက်ကင်ပြိပက္ခအဲ့ဒါကကျွန်တော်တို့ကစည်းပုံခြေခံဥပဒေမှာတိုင်းသားတန်းသူညီများရေးဖက်ဒရယ်ရေးကို အာမခံနိုင်တဲ့လက်တွေ့ကြတဲ့သဘောတူညီမှုတွေရ ဲ့အတွက်ဒါကျွန်တော်တို့ပြည်သူ့ပါတီကဒါဖက်ဒရယ်ကိုတိတိကျကျကျင့်သုံးနိုင်အောင်ကျွန်တော်တို့ဖွဲ့စည်းပုံပြင်ဆင်ရေးစူးစမ်းနေတယ်လို့ဒီကောက်ပွဲပြီးသွားခဲ့ရင်တောင်မှဖွဲ့စည်းပုံပြန်လည်သုံးသပ်ရေးဆိုင်ရာပြည်ပြန့်တဲ့ညီလာခံတစ်ခုဖြစ်ဖို့ဆိုတာကိုဒါကျွန်တော်တို့သဘောထားထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။အဲ့တော့နောက်တစ်ခုကတော့2021ဒီနိုင်ငံရေးအပြောင်းအလဲအကြောင်းဖြစ်လာတဲ့လက်နက်တိုင်အင်အားစုပြဿနာ တော့အဲ့ဒါကတော့ဒါဒီမိုကရေစီရင်းနဲ့ဆိုင်တယ်လို့မြင်တယ်အဲ့တော့ဒီမိုကရေစီရင်းနဲ့ပတ်သက်တဲ့ကိစ္စမှာလည်းပဲကျွန်တော်တို့ဟိုဖွဲ့စည်းပုံခြေခံဥပဒေမှာဒီမိုကရေစီကို အာမခံတဲ့အပြန်အလှန်ချစ်ဆဲထိန်းချောင်းနိုင်တဲ့ဖွဲ့စည်းပုံခြေခံဥပဒေဖြစ်လာအောင်ကျွန်တော်တို့ကြိုးစားနေတာရှိပါတယ်အဲ့တော့ကြောက်ဥပဒေစိုးမိုးမှုမရှိဘူးဆိုရင်ဒီမိုကရေစီကမြစ်တွယ်ဖို့မလွယ်ဘူးအဲ့တော့ဒီလက်နက်ကန်ရင်ပြေးမှုထွန်းကားလာရင်ဒီမိုကရေစီကဝေးတဲ့ဝေးလာမယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကနိုင်ငံရေးအတွက်ဆုံးဆွေးနွေးပွဲတွေ ကြည်ကြံကြံကြံဖြစ်လာဖို့အဲ့ဒါလက်ရှိကျွန်တော်တို့စုမြင့်နိုင်တဲ့အခြေအနေကနေစပြီးတော့ကြည်ကြံကြံကြံဆင်းရဲဖို့ကျွန်တော်တို့ဒါတွေကိုကျွန်တော်အဓိကတိုက်တွန်းနေတာဖြစ်ပါတယ်